ဝင်းကြီးမပြောရင်ပါတော့ထွက်ရမှာဘူး။လုတ်ပြုတ်သွားမှာဆိုလို့ तू အဲ့လိုပြောပြီးလုတ်ပြုတ်မှာလို့မသိဘူး။ तू ပြောမိ तू ပြုတ်မှာ။အဲ့ဒါမပြုတ်မှာဖြစ်မှာပြုတ်မှာဘူး။ तू မှမလုပ်ဘူး။ဘယ်လိုလဲပြုတ်မှာ။အဲ့တော့အဲ့လက်စီဝင်းကြီးကိုကြုံရင်လည်းမေးလိုက်ပါကြုံပြောမိရင်ကြုံလို့ပြောရဲ။နောက်6လသို့မဟုတ်နောက်တစ်နေ့မှာလက်စီမီမလင်းလို့ထွက်ရလာပထမအချက်ဖြစ်တဲ့2010ခြေတဲ့ဥပဒေကိုဖျက်သိမ်းနိုင်ရဆရာနာရှိစက်မှာအားနဲ့ပြောင်းညံသွားရုံလေပတ်နိုင်စွမ်းယာယီကင်းမဲ့သွားရုံမှာရှိပါတယ် ဟယ်လိုချားရမီဝါပီတူညေကိုမော်တော်မများအားလုံးပဲမင်္ဂလာပါ Newsbeat Channel ကနေပြန်မပြန်လဲချုပ်ဆိုလိုက်ပါတယ်2025ခုနှစ်မေလ9ရက်ကျွန်တော်ညပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့ညမှာတော့ဆုံးချသေးတဲ့တော်လန်တရင်းကောင်းများစွာရှိတော်မလို့ဗီဒီယိုကျွန်တော်နဲ့သူစာဆုံးကြည့်ရှုပေးကြဖို့အားလုံးပဲခေါ်လိုက်ပါတယ်ကျွန်တော်အယုံဆုံးနေတဲ့ခါတိုင်းလိုပဲတရင်းတို့တရင်းကောင်းလေးတွေအယုံဆုံးကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်းတို့အနေနဲ့ကတော့ပကူးတိုင်းနဲ့တလေးမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ဒမငယ်ရဲကင်းစခန်းကိုပူအောင်အဖွဲ့နဲ့အတူ တခက်တင်ပိုက်ခဲ့ပြီးတော့မှတနက်6လနဲ့ခဲများစွာရရှိခဲ့တဲ့ဆိုတဲ့တရင်ကောင်းလေးပဲဖြစ်ပါတယ်။ခါတိုင်းဆိုရင်15ရောက်လောက်ပဲရှိတဲ့အရင်ကတော့ပုံမှန်ရှိမနေပါဘူး။ကျန်တဲ့သူတွေကစကောင်းကိုဆုံခွာပြီးတော့မှထူပြေးတော့တယ်ဆိုပြီးတော့မှဒဂမငယ်ရဲကင်းစကန်တခက်မှုချင်းတွေကိုကျတို့ဒီတိုင်ဝရီခိုင်တရင်အမတ်တဲကတောင်းရှိသူသူကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။စကောင်းဆုံခွာထူပြေးတော့တဲ့စကောင်းစီတဖို့အနေနဲ့ထဲကနေပြီးတော့မှနှစ်ဦးတန်းရသွားရကနေပြီးတော့မှတောင်ညိုကွက်တစ်ဆေးယုံမှာကုတောင်းမှုခိုင်ရင်နေစီမှာပဲတဦးတည်ဆုံးတော့တယ်လို့ကျတို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ဆိုတော့ စစ်ခွေးတွေအနေနဲ့တော့ကျွန်တော်ဒီရက်ကင်စကောင်တင်ဖတ်တဲ့အချိန်မှာ၃ယောက်ပေါ့နော်တေဆုံသွားတာပြပမာကျွန်တော်တော်လိုင်းရဆိုတဲ့အနေနဲ့ပြပမာခုဆိုရင်ဒီကာကင်ရက်စကောင်ကိုအလုံးစုံထိန်းချုပ်နိုင်တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ကချင်ပြည်နယ်ဖားကမြို့ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကိုလဝကျေးရွာမှာ KIA ကပ PDF ပူပေါင်းဖွဲ့ကနေပြီးတော့မှတခိုက်ခဲလို့စစ်တပ်ဘက်က73လောင်းရရှိပြီးတဝက်ရှင်ဖားမီရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။မေလာတရရက်နေ့ဖားကန်လန်းလဝကျေးရွာမှာရှိတဲ့စစ်တပ်ကို KIA ကပ PDF ပူပေါင်းတပ်တွေကနေပြီးတော့ ဝင်ရောက်တိုက်ခိုက်ခဲ့လို့စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်နယ်စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းဆက်၃လောင်းရရှိခဲ့ပြီးတော့မှလဝချေးရွာကနေပြည်မှာစစ်ကောင်စီတပ်သားတွေအားဆိုရင်စုတောင်းတောင်းတို့ပြေးသွားကြတယ်လို့သိရတာပဲဖြစ်ပါတယ်။ကြိုင်ပူအောင်တရီမှာဆိုရင်တော့ Kuki National Army ဘာမှ KNAB, KIA, Goraka, ABSDF, KPDF, PDF, MOD နဂါတပ်တွေလည်းပူးပေါင်းပုံနေလို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ပေါ့နော်အခုဆိုရင် ကဲနဲ့ပူပေါင်းတပ်ဖို့ဘုံနဲ့နေပြီးတော့မှဘုံမျိုးကိုတင်ပရရှိဖို့စ조사နေတဲ့အချိန်မှာဖားကမျိုးကိုစစ်ချောင်းထိုးလာတဲ့စစ်ခွေးတွေနဲ့ပြူစော်တွေကိုကျတော်တို့ဒီကဲပူပေါင်းတပ်ဖို့ဘုံနဲ့နေပြီးတော့မှပဲပြန်ပြီးတော့မှအလင်းငိုက်တိုက်ခိုက်သွားတာကိုတွေ့ရတာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတော်သူဘုံအနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ TNL တင်ပိုက်ထားတဲ့နောင်ချိုကြောင့်မဲ့တီပေါ်မိုးမိတ်မိုးကိုမျိုးနယ်တို့ကနေပြီးတော့မှ TNL တပ်တွေပြန်လည်ဆုတ်ခွာဖို့စစ်ကောင်စီတောင်းဆိုဖို့ TNL ကပယ်ချလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ TNL ကို ကိုကန်တပ်ဖွဲ့ MNDA လိုမျိုးသင့်တို့အပြစ်ခတ်ရဆဲဖို့ပြုလွန်နေဖို့အတွက်တရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာသိန်းရှိကျွမ်းကားနေပြီးတော့မှကမကတာပြူအလေးထားချုပ်ပန်းပြီးတော့မှနှစ်ဖက်သွေးဆုံမှုတွေအလင်းမြန်တိုးတက်လာစေဖို့ဆောက်ရွက်ခဲ့တယ်လို့တင်နေလူဘက်ကနေပြီးတော့မှတရင်ထုတ်ပြန်ထားတာဖြစ်ပါတယ်ဆိုတော့ MNDA တုံးကလိုပဲအခုဆိုရင်တူဘကနေပြည်တော်မှာတည်နေလေကိုပေါ့နော်ပြေဝထိန်ချွနိုင်ဖို့စူးစမ်းနေတော့မှပြည်တော်မှာသူတို့တင်ပတ်ရရှိထားတဲ့နေမျိုးတွေကနေပြည်တော်မှာစုဟောဖို့အခုဆိုရင်ပြန်ပြည်တော်မှာဖီယာပေးလို့ဆောင်နေတာကိုတွေ့ရပဲဖြစ်ပါတယ်တူရဲ့ လို့ရဆိုတော့ကျွန်တော်မြေပပီသူတွေအတွက်ပေါ့နော် တော်တော်လေးကိုခံပြစရာပြပြမပီတိုနေ့စနေမြတ်တစ်ဖက်နေတဲ့စစ်ကောင်စီကိုပေါ်တင်ထောက်ခံမှုတွေလှုပ်ဆောင်နေတယ်ဆိုတော့လည်းတွေ့ရနေပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ချက်မှာကတော့အခုဆိုရင်ကျွန်တော်တို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှမော်မေရှောင်းစစ်ကောင်အတင်းပရရှိတဲ့အချိန်မှာဒီစစ်ကောင်စီရဲ့ဗိုလ်ကြီးပေါ့နော်ဘယ်လိုမျိုးရှော့သွားတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပြောဆိုထားတဲ့ကိုစီရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ကိုစီဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်အခုလက်ရှိစစ်ကောင်စီကအင်အားတွေဘာကြောင့်ဖြစ်နေလဲဆိုရင်စစ်မှုထမ်းအပတ်စဉ်တွေ တတော်ပြီးတတော်တော့ရောက်ခေါ်နေတာအဲ့ဒီစစ်မှုဆန်အပတ်စဉ်တင်းနှန်းဆင်းတဲ့နော်ပြည်သူတွေကိုဒီထဲဝင်ပြီးတော့အင်ဂျင်ချင်းအိုးမဲတော့ပြီးတော့တိုက်ခိုင်းတာအဲ့တော့စစ်မှုထမ်းအစတည်းကစစ်မှုထမ်းခြင်းကိုဝင်ခဲ့တဲ့လူတွေမဟုတ်ပဲအတွေ့မဖြစ်မနေအတင်းအဓမ္မဝင်ရတဲ့လူကအနည်းဆုံး90ချောင်းလောက်ရှိတယ်အဲ့တော့အဲ့ဒီလူတွေဟာကိုယ်တိုင်ကပြောတိုက်ပွဲကြတော့ကျင်တို့လည်းအပြင်လောကကြောင်တိနေတဲ့လူတွေဖြစ်တဲ့လောကမတိုက်ချင်ဘူးအဲ့လိုနေရာမှာအတင်းပြတ်ခိုင်းနေတဲ့ဒီလိုမျိုးစစ်ဘုံကြောင့်တည်တည်စစ်ဘုံတွေကြောင့်နော်စစ်မှုထမ်းတွေမတည်တည်မဲ့တည်ရတယ်ထွက်ပြေးတဲ့လူတွေကိုလည်းစစ်ဘုံတွေပြစ်တတ်တယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ တတိရှိတဲ့တူတွေကအခုလည်းနောက်ကြီးနေထည့်ပေးလိုက်တဲ့ပုံပဲเนาะအဲ့တော့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်ဒါအခုမှပြောတာကျွန်တော်အစီအစဉ်ရှိတယ်ကျွန်တော်ထိုင်းနိုင်ငံမှာဒီထောက်ဖို့အတွက်ရေစီသွားလို့ရအောင်ဆိုပြီး PSC network ဆိုတော့ကျွန်တော်ဖွင့်စည်းခဲ့တယ်เนาะအဲ PSC တလောက်ကိုတယောက်200ထည့်ရမယ်ပိုလည်းထည့်ဖို့မရှိဘူး short လည်းထည့်ဖို့မရှိဘူးပုံမှန်စနစ်နဲ့ပေါင်းချင်တာလက်ရှိချိန်မှာ200တက်မှတ်ထားတယ်အဲ့ဒီရရတဲ့ငွေရဲ့80ရာခိုင်နှုန်းပြီးပေးပို့တယ်30ရာခိုင်နှုန်းလက်ရှိဒီမထက်ဝင်တဲ့မန်မောင်ဝင်တွေရဲ့အစီအစဉ်ဖြစ်လာတဲ့ဘူးအခက်အခဲမျိုးတွေကိုဖြည့်ရှင်းပေးတယ်အဲ့ဒီအစီအစဉ်စတဲ့အချိန်မှာကျွန်တော်နံပါတ်1ရည်ရွယ်ချက်စစ်မှုထမ်းဥပဒေ တင်နှဆခေါ်ကန်နေမှာကျွန်တော်အဲ့စစ်အဲ့တော့ကျွန်တော်တို့ကနံပါတ်1ရည်ရွယ်ချက်ကအဲ့ဒလိုမျိုးစစ်မှုထမ်းဥပဒေနဲ့ပဲပါဝါပါဝါတတ်ထဲမှာရှိတဲ့ရဲဘော်ဖြစ်ဖြစ်တက်ခွဲမှုတယောက်ကိုရှော့လာနိုင်ဘလောက်တိုင်းမှုတယောက်ကိုရှော့လာနိုင်ကောင်းတယ်နော်အဲ့စီစဉ်နော်ဗျူဟာမှုတယောက်ကိုရှော့လာနိုင်ဘလောက်စစ်ကြောင်းမှုတယောက်ကိုရှော့လာနိုင်ဘလောက်ဆိုတဲ့ပုံစံနဲ့ကျွန်တော်တို့နော်စွန့်ဝေထုတ်ပြီးတော့ပြီးတယ်လို့အစီအစဉ်ဒါအဲ့ဒီအစီအစဉ်ကိုကျွန်တော်မတော်နိုင်သေးဘူး။ဘာလို့လဲဆိုတော့လက်ရှိထိုင်းမှာဖြစ်နေတဲ့နိုင်ငံရေး pre-packet policy တွေကြောင့်ကျွန်တော်တို့လွတ်လပ်စွာလှုပ်ရှားမှုမရဘူး။ ဒီ PSC နဲ့ပတ်သက်လို့ထည့်ဝင်ပြီးတော့တပုံရှိတယ်။ဒါဒီနေ့ချိန်မှာကျွန်တော် PSC ကိုအဲဟိုတနော်ကိုတိုင်းပေါ်ပေါ်တင်တင်လုပ်လို့မရတဲ့အခြေစားရှိတယ်။ထည့်ဝင်ခြင်းနဲ့လူကြီးရှိတာတော့မှခုနကပြောသလိုကိုယ်နိုင်ငံကဒီစခွေးဘောမှတွေကထိုင်းဆူရောက်သွားပြီးတော့နားတွင်းလာတာရှိတယ်။အဲဒါကကျွန်တော်တို့ကပဲအချမ်းဖက်ဓမ္မတွေကဘာဖြစ်လဲညာဖြစ်လဲဆိုတဲ့ဟာမျိုးတွေနဲ့အဲ့တော့သူတို့ထိုင်းနိုင်ငံတချို့ကိုလည်းဒီစစ်ကောင်စီကလက်တက်မွေးပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ပြန်တိုက်တာအများကြီးရှိတယ်နိုင်ငံရေးလက်ပတ်တွေ။အဲ့တော့အဲ့ဒီအနေနဲ့ကျွန်တော်လွတ်လပ်စွာလုပ်လို့မရတဲ့အတွက်ဒီစီစဉ်မလုပ်နိုင်တာ။ဒါပေမဲ့အခုလိုမျိုးကြားရတဲ့အတွက်ဝမ်းတာနဲ့ကိုယ်ယူတယ်ဒီစီစဉ်ကိုလည်းကျွန်တော်ဖြစ်မြောက်လုပ်ပါမယ်။အဲ့ဒါကဘာလဲဆိုတော့ ကျွန်တော်တို့ပြည်သူကိုနော်တူတို့ကအိမ်ချက်ချင်းအိုးမဲတောက်ပြီးတော့ပြန်တိုက်တာကျွန်တော်တို့ကလည်းတူတို့ကိုတူတို့အချင်းချင်းတယောက်နဲ့တယောက်မယုံကြည်ဖြစ်ပြီးတော့အချင်းချင်းထပြီးတော့ဘယ်ကောင်းအောင်လုပ်ရမလဲဆိုတော့အသွေးဝင်နေအောင်ကျွန်တော်တို့ပြန်လုပ်ပေးရမယ်ကိုစီဖက်တော်ရိုက်မှန်းနေနော်ကျွန်တော်တို့ဒီ information system မှာဆိုတော့တေးဆုံးသွားတဲ့ဘူကြီးရဆိုရင်ကျွန်တော်တို့တော်လိုက်တဖို့မနေနဲ့ပြီးတော့ပစ်ခတ်လို့ short သွားတာမဟုတ်ပါဘဲနဲ့သူတို့လျှောက်ကလျှောက်ငယ်တားတွေကနေပြီးတော့မှပဲပြန်ပြီးတက်ဖြတ်လို့ပါနော်တေးဆုံးသွားတဲ့ဆိုတဲ့အကြောင်းကြားပြီးပြီးချင်းပါပဲကိုစီတို့ဖွဲ့တွေကနေပြီးတော့မှလည်း သူတို့ရဲ့ discount စီတဖို့အနေနဲ့အရာရှိတွေကိုတစ်ဖက်နိုင်တယ်ဆိုရင် blog blog ဆိုတဲ့ပေါ့နော်မျိုးလုံးဆိုတာထက်ကျတို့ဒီစူဂျီပုံစံမျိုးနဲ့ခုဆိုလို့ဆောင်ရမယ်ဆိုတဲ့အကြောင်းကိုတရင်ကောင်ပြောဆိုထားတာပဲဖြစ်ပါတယ်။ဒီချက်ထဲမှာကျတို့ပြည်သူတွေဘက်ကိုပြောင်းချင်နေတဲ့စကောင့်စီနဲ့တမိတာစုံနေနဲ့ကျတို့နှိစက်တော်လိုင်းတဖို့ဝင်စီမှာအလီမြန်ဆုံးချစ်စစ်ဆောင်ရွက်သွင်းနေပြီဆိုတဲ့အကြောင်းလည်းထပ်ပြီးတော့မှတီးပေးပြောလိုပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့စကောင့်စီနဲ့ပတ်သက်ပြီးတော့မှ NUG ချမှတ်ထားတဲ့မူဝါဒတွေနဲ့ကျတို့ လူငယ်တော်လိုင်းတမားတွေကြားထဲမှာကွဲပြားနေတဲ့ပေါ့နော်သဘောထားယူဆတဲ့ကိုဦးသိမ်းမြတ်နေပြတော့ပြောဆိုထားတဲ့အားလေကျွန်တော်စစ်ပြတော့ကြည့်လိုက်ရအောင်နော်ဘုံသဘောထားယက်တီချက်၆ချက်ဟာအာလုံးပြည့်စုံနေပြီလို့ထင်စရာရှိပါတယ်ဒါပေမဲ့ခက်တာကဘုံမင်းအွန်လိုင်းတို့စစ်အာနာရှင်တွေကြိုးကင်ချဲလဲနေတဲ့အာနာရှင်စစ်တပ်ကြီးကတော့နေမြဲအတိုင်းပဲကြံနေပါတယ်အဲ့ဒါဟာအားနေချက်ပါလူငယ်တွေလက်မခံနိုင်ကြတာဟာအဲ့ဒီအချက်ပါပဲအဲ့ဒီအာနာရှင်စစ်တပ်ကြီးကတမရရဲ့လက်အောက်မှာရှိမှလေ ်တမရအမိန်ပေးတာကိုနားခံပါလေအဲ့ဒါကိုသဘောတူထားပြီးသားအဲ့ဒါဆိုလို့ရှိရင်မလုံလောက်ဘူးလားလို့မေးချင်မေးကြပါလိမ့်မယ်မလုံလောက်ပါဘူးဘလောက်ပဲသဘောတူတယ်ပြောပြောအာနာရှင်စစ်တက်ကြီးရှိနေတဲ့နေရာဘယ်တော့မှစိတ်မချရပါဘူးဘလောက်ပဲဂရီတွေပေးထားတာဘလို့ပဲဥပဒေတွေပြဋ္ဌာန်းထားတာအာနာသိချင်လို့ရှိရင်ထသိမ့်တဲ့အာနာရှင်စစ်တက်ကြီးရှိနေတဲ့ဆိုလို့ရှိရင်စိတ်မချရပါဘူးအာနာရှင်တွေကိုကြိုးကင်တဲ့အာနာရှင်စစ်တက်ကြီးရှိနေတဲ့နေရာမှာအာနာရှင်စနစ်ကြံနေသေးတာပါပဲဆော့ဆော့က6ချက်ကို သဘောတူထားရတောင်မှအာနာရှင်စနစ်ဟာခိတကနငုတ်ရှိုးနေတာသာဖြစ်ပါလိမ့်မယ်အချိန်မီ၍ပြန်ပေါ်နိုင်ပါသေးတယ်ဆက်အာနာရှင်စနစ်အမြင့်ပြတ်ရေးအတွက်အချက်၃ချက်မဖြစ်မနေလိုအပ်ပါတယ်ပထမအချက်က၂၀၀၈အခြေခံဥပဒေအပြည့်ပိုင်ဖြစ်သေးရဲ့ဒုတိယအချက်ကစစ်အာဏာရှင်တွေကြိုးကင်ထားတဲ့စစ်တပ်ကိုဖြစ်သေးရဲ့တတိယအချက်ကဥပိုင် MEC စစ်အာဏာရှင်မိသားစုတွေပိုင်တဲ့တရားစတာတူဖို့ရင်းတဲ့တွင်းကုံထုတ်ကုံကုမ္ပဏီတွေ ခရိုနီတွေပိုင်တဲ့တန်ဇတတူဖို့ရေးနဲ့တွင်းကုန်ထုတ်ကုန်ကုမ္ပဏီတွေအားလုံးကိုဖျက်သိမ်းရဖြစ်ပါတယ်။ပထမအချက်ဖြစ်တဲ့2008အခြေခံဥပဒေကိုဖျက်သိမ်းနိုင်ရင်ဆက်အနာရှင်စနစ်ဟာအာဏာပြောင်းညံသွားရုံလဲပတ်နိုင်စွမ်းယာယီကင်းမဲ့သွားရုံမှာရှိပါတယ်။ဒုတိယအချက်ဖြစ်တဲ့ဆက်အနာရှင်တွေကြိုးကင်ထားတဲ့စစ်တပ်ကိုဖျက်သိမ်းရေးကသာအရေးကြီးဆုံးအချက်ပါ။တတိယအချက်ဖြစ်တဲ့ဆက်အနာရှင်စနစ်ကိုထောက်ပံ့နေတဲ့ဘန်နာအရင်းမြစ်တွေကိုတုတ်တင်ရှင်းလင်းရေးဟာလည်းအရေးကြီးပါတယ်။အဲ့ဒီဘန်နာအရင်းမြစ်တွေကြံနေသေးရင် ဆက်အနာရှင်စနစ်ဟာတစ်ချိန်မှာတနည်းနည်းနဲ့ပြန်ပြီးတော့ခေါင်းထောင်ထလာနိုင်ပါလိမ့်တယ်အခု NUG ပြောတဲ့သဘောထား6ချက်ဟာပထမအချက်ဖြစ်တဲ့အခြေခံဥပဒေဖြတ်သိမ်းရေးတစ်ခုကိုသာပြတ်ပြတ်သားသားတောင်းဆိုထားတဲ့အတွက်ဆက်အနာရှင်စနစ်အာဏာပြောင်းရန်သွားရောက်လာရှိပါလိမ့်မယ်အရေးကြီးဆုံးဖြစ်တဲ့ဒုတိယအချက်ကိုခြံလက်ခွင့်ပြုပေးထားတဲ့အတွက်ဆက်အနာရှင်စနစ်ဆက်လက်ရှင်းတန်းနေပါဦးမယ်အဲဒါကြောင့် NUG ပြောတဲ့သဘောထားရည်တည်ချက်6ချက်ဟာမပြည့်စုံမလုံလောက်ပါဘူးအဲဒါကြောင့်လဲ အဲ့ဒီ6ချက်ရရင်ဆွေးနွေးမယ်လို့ပြောနေတာကိုလူငယ်တော်လိုင်းသမားတွေကမခံမရနိုင်ဖြစ်နေကြတာပါ NUG ပြောတဲ့အချက်6ချက်ဟာတော်တော်ကောင်းပါတယ်အဲ့ဒီတဲမှာလက်မခံနိုင်စရာအချက်မပါပါဘူးအားလုံးကိုလက်ခံနိုင်ကြပါတယ်ဒါပေမဲ့အရေးကြီးဆုံးအချက်တစ်ချက်လိုအပ်နေတဲ့အတွက်မပြည့်စုံပါဘူးအကြီးကျယ်မပြည့်စုံပဲဖြစ်နေပါတယ်အကြီးကျယ်လက်ဟာလိုအပ်နေတယ်လို့ဆိုရမှာ ဖြစ်ပါတယ်ခင်ဗျာ ဒါတော့ဦးသိမ်းမြတ်နေပြုံးမပေါ့နော်။ NUG ကနေပြုံးမစစ်ကောင်စီပေါ်မှာသူတို့ချမှတ်ထားတဲ့မွာရာ6ချက်အရဆိုတော့ပြည့်စုံကောင်းမွန်ပေမဲ့တစ်ဖက်မှာကျွန်တော်တော်လိုင်းအစ်သမားတွေကနေပြုံးမပေါ့နော်။စစ်သားတွေသူတို့ physics အာနာရှင်စနစ်ကိုအမြင့်ပြတ်ခြေမှုန်းခြင်းလုံးလို့ကိုအခုဆိုရင်သူတို့ချမှတ်ထားတဲ့မွာရာတချို့ကကျွန်တော်တော်လိုင်းအစ်သမားတွေရဲ့စန္ဒနဲ့လုံးဝကွက်ညီမှုမရှိဘူးဆိုတာကိုတွေ့ရဖြစ်တယ်။ဒီကြားထဲမှာကျွန်တော်အနေနဲ့စစ်နိုင်တဲ့ရေးကိုတော့ခုဆိုရင်မူဆွဲပြီးတော့မှတိုက်ခိုက်နေတော့မှဖြစ်ပြုံးမကျွန်တော်အနေနဲ့ပေါ့နော်စစ်ကိုအနိုင်ရရှိမယ်ဆိုတော့ ဖြစ်လာနိုင်တဲ့အကျိုးရလဒ်တွေကိုလည်းတွေ့ရတာပဲဖြစ်ပါတယ်။အေနဲ့ဂျန်နဘူဝန်တဖို့နဲ့နေပြီးတော့မှခုဆိုရင်စစ်ကောင်စီတဖို့ဝင်တွေကိုရခိုင်ပြည်ထဲမှာချေမုံတိုးတင်ပြီးတဲ့အချိန်မှာစစ်တပ်နဲ့ခရိုနီပိုင်ဆိုင်ထားတဲ့ဟိုတယ်တွေနဲ့ခရီးတော်လုပ်ငန်းတွေပါဝင်ဂျန်နဲ့သူတို့ပိုင်ဆိုင်တဲ့အရာတွေကိုလို့ချိပိတ်ပြီးတော့မှပေါ့နော်။တင်းဆက်တာကိုကြည့်မယ်ဆိုတော့ဒါကစစ်ကောင်စီနဲ့သူတို့ခရိုနီတိုင်းဝန်တွေအတွက်တော်တော်လေးအရှိုက်ထိစေတဲ့အရာတွေလို့ပြောမှာပဲဖြစ်ပါတယ်။ကျွန်တော်ကလည်းပြတော့မှအားလုံးစီလုံးညီညွတ်စွာနဲ့အညူကြီးပါဝင်ဂျန်နဲ့တော်လိုင်းသမားတွေအားလုံးကလည်းပြတော့မှစစ်ကောင်စီကိုကျွန်တော် အမြန်ဆုံးဖြိုချဖြိုလဲနိုင်မယ်ဆိုတော့ကျွန်တော်တို့အတွက်ပေါ့နော်ကောင်းမွန်တဲ့အရေးတစ်ခုမြန်မာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသမုတ်တွင်လည်းကတော့သရွေးမီတာစုဝင်ကိုဖိနေနေတဲ့မူမူကတော်တို့အုပ်စုအကြောင်းတင်ဆက်ထားတဲ့တဲ့တင်လေးကျွန်တော်တို့စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီကမှာတော့ဒေါနာ TV ရဲ့တမတော်တွေကစကားသံအစီအစဉ်အနေနဲ့တတကတုံးကရေးမိတဲ့ဦးရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။ကျမကတတကတုံးကအခြားအစီအစစ်တီရဲ့ဇနီးရေးမိတဲ့ဦးဖြစ်ပါတယ်။ တတကတုံးကဘုံမူလှမြင့်ကျော်နဲ့ဇနီဒေါ်စုမြတ်ဆန်ဒီကျော်တို့အကြောင်းပြောပြကြပါမယ်။ဘုံမူလှမြင့်ကျော်ကဌာနချုပ်တက်ခွဲမှုကင်ပါလေ။သူဇနီဒေါ်စုမြတ်ဆန်ဒီကျော်ဟာယောက်ျားအကုနဲ့ရှိသမျှရဲမေတွေရောအရာရှိဂရော်တွေရောအကုန်လုံးရဲ့ဟုတ်တာရောမဟုတ်တာရောပါတဲ့သတင်းစုံယူပြီးအထက်လူကြီးကိုဖားရပြီးသတင်းပေးပါလေ။ကိုယောက်ျားနေရာရာကြီးအတွက်သူယောက်ျားကလွေရင်တခြားလူတွေအကြောင်းမကောင်းပြောပြီးအကုန်တိုင်ပါလေ။အဲ့ဒီမိမတက်သေးလိုက်နေမှတက်မှာဖွဲ့စည်းပုံပြက်ပြီးစီယုံရီပြုတ်ကွဲနေရပါလေ။ အထက်လူကြီးကလည်းမှားမှန်မှန်သူပြောသမျှအကုန်ယုံပါတယ်တတကတုံးမှမရှိသေးတဲ့နောက်တစ်ယောက်ကတော့တတ်ထောက်ဘူကြီးအောင်အောင်ဖြူသိမ့်ပါမရငယ်ထားပြီးလူကြီးအကုန်နဲ့အောက်ကရဲမေရီရဲ့ unit ကအစားအဖြတ်ကျန်းတဲ့အပြင်အရန်မရိုက်ပါတယ်တရေးဘူကြီးတော်ဆိုးနေကြတယ်နော်ဒီမှာလည်းစစ်တီရဲ့ဗန်စုငွေတွေကိုထုတ်ပြီးမိမပြန်ယူပါတယ်အဲ့ဒီလိုလူမျိုးကိုကျမတို့ရဲ့အကြောင်းကြီးကအေးမယူတဲ့အပြင်တတ်ထောက်ဘူကြီးပြန်ကင်ထိုင်းထားပါတယ်တတကတုံးမှတက်ပြက်နေတဲ့အကြောင်းရဲမေရီလည်းစိတ်ထဲကြနေကြောင်းနဲ့ တက်တွေးမှာပျော်ရွှင်မှုဆိုတာဘာမှမသိအောင်ဖြစ်နေရပါတယ်ရှင်လို့စာရေးသားပေးပို့လာပါတယ်ရှင်ကျမတို့အစီအစဉ်ဟာတက်မတော်သားအရာရှိစစ်တီတွေနဲ့အိမ်အောင်တဲ့ရဲမိတွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်တက်မတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမိတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရဲ့ message box ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ခုဒီမှာကျတော့ကြားတဲ့အတိုင်းပဲ စစ်ကောင်စီရဲ့တမိတာစုနေရဆိုရင်တော့ဒီလိုမျိုးမုံမှုကြော်တွေပြီးတော့မှသူတို့ရဲ့ပေါ့နော်အရာရှိတွေရဲ့ပြင်းနေမှုတွေကိုလည်းကြုံတွေ့နေရတယ်ဆိုတော့ကျွန်တော်တို့တွေ့တာပဲဖြစ်ပါတယ်မိမငွေကြေးအရှုပ်ရှင်းမျိုးစုံနဲ့ပြင်းနေနေတဲ့စစ်ကောင်စီတပ်ကြီးဆိုတော့မကြာခင်မှာတော့လုံးလုံးပြိုလဲတော့မယ်ဆိုတော့လည်းကျွန်တော်အေးအယံတွေတွေ့ပြတာမို့လို့ဒီလိုမျိုးစစ်ကောင်စီရာရှိတွေရဲ့ဖိနှိပ်ချက်ကိုခံရတဲ့တမိတာဆုံးနေနဲ့အများဆုံးအလင်းဝင်ကြဖို့ကျွန်တော်ဒီနေ့ကနေထပ်ပြီးတော့မှတည်ပြပြောလိုပါရစေ။နောက်ထပ်ဗီဒီယိုသဘောနေနဲ့ကျွန်တော်တို့ခုရဲ့ပိုင်း စစ်ကောင်စီဘက်ကနေပြည်တော်မှာလက်စစ်မီးတွေရဲ့အစမတန်ဖျက်လာတဲ့ပုံမှာကျော်မင်းမင်းကနေပြည်တော်မှာပေါ့နော်လက်စစ်ဝင်ကြီးဌာနကိုဘယ်လိုမျိုးတက်ဆော်ထားလဲဆိုတာကျွန်တော်စစ်ပြည်တော်မှာကြည့်လိုက်ရအောင်နော်ကျွန်တော်ပြီးခဲ့တဲ့ရပိုင်းက UAB ရဲ့ဟို shelter ကိုသွားကြည့်တယ်မလားအဲ့မှာ transformer transformer လာတက်တယ်ဘူဂျီတန်ဆန်လို့ပါလို့လာတယ် transformer transformer မှာလာတက်တယ်ဟိုဆိုး electric က transformer လာတက်တယ်တက်တာကိုကျွန်တော်ကိုယ်နဲ့မြင်မြင်ကြည့်ခဲ့တယ်ပြီးလည်းပြောနောက်တနေရသွားတော့အဲ့ရလှမ်းပြောတယ်ဖြတ်ထုတ်သွားပြီတဲ့အဟောင်းကြီးပဲတက်ခဲ့တယ်လူကြီးလာကျွန်တော် for show တက်ပြီးတော့ပြီးလည်းပြောအဟောင်းကြီးတက်ခဲ့တယ်တကယ်ဖြစ်ခဲ့တာကျွန်တော်ကျွန်တော်ကျွန်တော်ရှိမှတော့အတိအကျတက်ပြန်တယ် ဟုတ်ကဲ့လို့ပြောပြီနော်ဝင်ကြီးလာဝင်ကြီးတောင်ဆန်းလာလို့ဆိုတကြီးတက်ပြတာတက်ပြတာဟောပြီးတော့မှလက်စစ်ဝင်ကြီးလည်းပါတော့တကြီးတက်ပြတာပြီးတော့မနေ့ကျတော့ဝင်ကြီးတောင်ဆန်းနောက်တနေရာရောက်တော့နောက်တနေရာမနေ့ကျရောလှမ်းပြောတယ်အဲ့ဆက်ကပြုတ်သွားပြီလေအဲ့အဟောင်းမပြန်ထားခဲ့လေအဲ့အဲ့အစ်တတာတာရေဖြုတ်သွားပြီပြန်ထုတ်သွားပြီလူကြီးလည်းမရှိလည်းပြုတ်သွားပြီအဟောင်းတက်ပြီးပြန်ထားခဲ့အဲ့တင်ထားခဲ့တာကျွန်တော်အဲ့တင်ကြားတယ်ကျွန်တော်အောက်တော့ဟမ်ဟုတ်လားအေးပေါ့လေ for shows အဲ့ဒါပါတချက်ပေါ့နော်ဒါပါတော့လက်စစ်ဝင်ကြီးကသူနဲ့မဆိုင်လို့ပြောလိမ့်မယ်ဆိုင်တာဘောကခင်ဗျာလေကဲခုချိန်ဒီအဲ့လက်စစ်ဝင်ကြီးထဏာခုချိန်ဒီပြည်သူလူထုကိုဘာဂတိကုန်တော့မပေးဘူးလက်စစ်မီနဲ့ပတ်သက်လို့ဂတိကုန်လောက်အောင်မပေးဘူးနော် နောက်တစ်နှစ်ကြာရင်နောက်တစ်နှစ်ကြာရင်နောက်3လကြာရင်နောက်6လကြာရင်နောက်9နှစ်ကြာရင်ကံရောပြက်စီမီရန်ကုန်ပြမှာမီးတစ်ချက်မှမပြက်စီအောင်ကျွန်တော်အားမခံနဲ့မရောက်နိုင်ကျွန်တော်လှုပ်ထွက်တယ်လှုပ်ထွက်ပြမယ်ဝင်းကြီးမပြောရင်ဘာလို့ထွက်ရမှာဆိုလို့အလုပ်ပြုတ်သွားမှာဆိုလို့ तू အဲ့လိုပြောပြီးအလုပ်ပြုတ်မှာလေကျွန်တော်သိတယ် तू ပြောမိ तू ပြုတ်မှာဘာလို့မပြုတ်မှာမဖြစ်နဲ့ပြုတ်မှာဟုတ်ကဲ့ तू မှမလုပ်နိုင်ဘူးမလုပ်နိုင်ပြုတ်မှာအဲ့တော့အဲ့လက်စီဝင်းကြီးကိုကြုံရင်လဲမေးလိုက်ပါကြုံပြောမေးရကျွန်တော်ကပြောတယ်လို့နောက်6လသို့မဟုတ်နောက်တစ်နှစ်တွေမှာလက်စီမီးမလင်းရင်လှုပ်ထွက်ရလားလို့ဝင်းကြီးကလှုပ်ထွက်ရလားတဲအောင်မေးပြီနော်နောက်6လသို့မဟုတ်နောက်တစ်နှစ်တွေမှာမီးမလင်းဝင်းကြီးကလှုပ်ထွက်ရလားလို့ကျွန်တော်မေးချင်တာ ါမှမဟုတ်ထားပါတော့ဗျာကနောက်၃နှစ်အတွင်းမှာမီမလင်းဆိုရင်အဲ့ဒါဝီရရုတ်ထွက်ရလားလို့နောက်၃နှစ်အတွင်းမီလင်းအောင်လုပ်လို့ရရှိတယ်6လတုန်းမီလင်းအောင်လုပ်လို့ရရှိတယ်မရောက်ဆိုရင်ထွက်ရလားလို့အဲ့ဒါပုံမှန်လေးပြောပညာရှင်ဆန်ပရော်ဖက်ရှင်ဆန်ကကိုယ့်ရဲ့တာဝန်ယူတာဝန်ခံဆန်ကပြောရလားလို့မေးကြည့်လိုက်ပေါ့ကြုံရင်မေးကြည့်လိုက်ပေါ့ကျွန်တော်လူမေးကြည့်လိုက်ပါကျွန်တော်ကြုံရင်မေးပါပါဒါပေမဲ့ပြဿနာကျွန်တော်တိချောင်းမကြုံပါသေးဘူးကြုံရင်မေးပါကျွန်တော်ကြုံရင်ပါဘူးကြီးနောက်6လမီလင်းမှာလားမလင်းထွက်မှာလားလုပ်ထွက်ရလားကျော်မင်းများတော့စကွန်စီရဲ့လက်စဝင်ကြီးကိုပြန်ပြီးတော့မှစုမပြောဆိုနေတာပါနော်ကျတို့စမ်းချောင်းမြမဆိုလက်အရင်ကကျတို့တွေးရတဲ့အတိုင်းပဲ လေလက်စမီးမလာလို့အခုဆိုရင်ကျွန်တော်ပြည်သူတွေကနေပြီးတော့မှမိဆက်ကိုအိမ်ထဲမောင်းရင်းနဲ့လူတွေစုံမှုတွေအထိဖြစ်လာကိုကြည့်ချမ်းဖြစ်ပေါ့နော်ဒီစစ်ကောင်စီနဲ့အောက်ခြေမှာရှိတဲ့ဒီလက်စမီးမိသားယုံကလူတွေကနေပြီးတော့မှကျွန်တော်ပြည်သူတွေပေါ်မှာလက်စမီးတွေဖြတ်ပြီးတော့မှသူတို့အတွက်ပြန်ပြီးတော့မှဖြတ်စားနေတာကိုလည်းတွေ့ရပဲဖြစ်ပါတယ်နောက်တစ်ခုကကျတော့မိသားဟာတွေကိုကြားပေါ့နော်အစမတန်တိုးကောက်ပြီးတော့မှလက်စမီးကိုကြောက်တနေ့မှာဒီ၄နိုင်၅နိုင်လောက်တောင်မှပုံမှန်မပေးနိုင်တဲ့အုပ်စုတွေအနေနဲ့ကတော့အခုဆိုရင်ပေါ်မှာရခွေရဲ့ ကျင်ပယ်ခြင်းကိုလည်းခါနေရတာဘယ်လိုမှမကြခင်မှာတော့တို့ချင်းချင်းပြန်ပြတော့မှဘယ်လိုမျိုးဆော်မလဲဆိုတာတော့ကျွန်တော်စောင့်ချက်မှာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကပေါ့ကနေပြီးတော့မှအခုရဲ့ပိုင်းကျွန်တော်အားလုံးကြားသိနေရတဲ့ဇော်ဝင်းတို့ဒီအယုတ်ကတဲ့ပွဲနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြောထားမလဲဆိုတာတစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။မျိုးရီမင်္ဂလာပါဗျ။ဒီနေ့ဟာနေ့ရက်9လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျ။ကိုဦးစင်ပြောနေတဲ့ချိန်ကတော့ဆယ်နာရီခွဲချိန်ပေါ့နော်။အဲ့တော့ဦးစင်တို့ဗာပြောချင်တာလဲဆိုတော့ဦးစင်တို့တတ်မတော်ချင်းမြတ်တို့တို့တွေတတ်မတော် WiFi လူတွေပါဇက်စပီကာဓမ္မတွေပေါ့နော်အချင်းချင်းမတိုက်ခိုက်ကြပါနဲ့လို့တကယ်လို့အချင်းချင်းမကျင်တတ်တာတွေရှိရင်တောင်မှ live မှာနေမရှင်းမဲနဲ့ဩဥပမာဆိုကြပါစို့ကိုဇော်ဖုန်းကြီးကိုဇော်ဖုန်းကိုကြုတ်ဒါမကျင်တတ်ဘူးကိုဇော်ဖုန်းကြီးခင်ဗျာဒါတော့ဖုန်းနဲ့ပြောရင်လဲဒါရတဲ့အနေထားတွေပေါ့နော်အကူမင်းသားကြီးကလည်းကူမင်းသားကြီးကလည်းအနေထားပေါ့နော်ဟိုအရမမိုးခိုင်းတော့လည်းမမိုးခိုင်းတော့အနေထားပေါ့အလုံးကတော့ဦးစင်းနဲ့မမိုးခိုင်းလို့ဆိုလဲဦးစင်းနဲ့ရင်းနေရတူတယ်ကိုမင်းသားကြီးဆိုလဲဒါဦးစင်းနဲ့နှစ်ခါလောက်တွေ့တယ်ကိုသောဘိုးကြီးတို့ဆိုလဲဒါကိုဦးစင်းတို့ဆရာတကာတွေပေါ့နော်တကာရင်းနေလူရင်းနေ ဒါရှင်းတန်းမှာသွားတဲ့အခါဆိုလဲစုံတဲ့အခါရှိတယ်အတူသွားတဲ့အခါရှိတယ်ဥဒန်းမှုတွေဆိုလဲဒါသူဆိုလဲသူလုံးနိုင်သူဆွမ်းနိုင်များသူအကုန်လုံးဆွမ်းဆောင်နိုင်များအများကြီးပါပဲဒါတော့အောက်ခြေတွေတိတာပေါ့နော်ဝေဖန်လည်းထောက်ပြတယ်ဆိုတာကတော့တစ်ခါတလေကတော့ဥစဉ်တို့လည်းဝေဖန်ထောက်ပြခံရတာဒုက္ခခံရတာပဲလေတစ်ခါတလေဝေဖန်ထောက်ပြတယ်ဆိုတာကတော့တူတူပုံကွေရာတိုက်ခိုက်တာမဟုတ်ဖက်တဲ့တိုင်းပြည်အတွက်ဝေဖန်ထောက်ပြတာရှိတယ်တိုင်းပြည်ဘုံကြီးလောကမှာလည်းမကောင်းတဲ့ဘုံကြီးတွေရှိတယ်လို့ဒီတိုင်းမှာပဲရဲတယ်လည်းမကောင်းတဲ့ရဲတွေရှိတယ်ကောင်းတဲ့ရဲတွေရှိတယ် တမတော်လောကမှာလည်းဒါမျိုးရှိတာပဲလေအဲ့တော့ तू ကတိကြရရောတိရောတချို့ဆိုရင်အောက်ခြေကိုလူဝါဝါလာတွေရှိတယ်အောက်ခြေကိုလူဝါဝါမတရားလုပ်ထားတွေရှိတယ်တချို့ဆိုလို့ရှိရင်ရှေ့တန်းမှာဆိုလည်းဒါမျိုးဒါတော့အကုန်လုံးကတော့ကောင်းမနေဘူးအဲ့တော့အဲ့လိုမျိုးအရာတွေကိုသူတို့ပြောတယ်ဆိုတာကလည်းဒါအထောက်အထားတမတော်အရာရှိတွေကိုသာစော်ကားခြင်းတော့လုံးဝမဟုတ်ဘူးလို့ဥစဉ်ကတော့နော်တမတော်အရာရှိတွေတမတော်ကိုချုပ်တွေကိုသူစော်ကားခြင်းကတော့လုံးဝလုံးဝသူ့မှာရွေးချက်မရှိပါဘူးနော်ငါပေါ်တော့တော်လေးကိုကြောက်နေပြီနော်အခုဆိုရင်သူတို့ဘောမှချင်းချင်းပဲပြောတော့မှ ကိုက်နေတဲ့အနေထားကိုသူရဲ့ပြည်တဲ့နောက်ပိုင်းမှာတတွင်းယွင်းပြစ်စင်းမှုတွေပြတော့မှမြို့လိုင်းတို့အိုးဆိုးအောင်မှာသူတို့ထောက်ခံတဲ့နေရာမှာအချင်းချင်းယုံမတန်တရားမှုတွေနဲ့ဆွဆက်ပြောဆိုနေတာကိုသူရတာပြတော့မှတော်တော်လေးကိုကြည်ကောင်းနေတဲ့ပွဲတွေကိုလည်းကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ဒီချက်ထဲမှာစုပ်ပွင့်ရဆိုတော့သူတို့ဘိုးမတွေဘက်ကနေပြတော့မှပဲ905နဲ့ထောင်ထဲထဲမှာဆိုပြတော့မှချိန်ချောင်းမှုတွေလည်းစစ်တိုက်ခံနေရတာဖြစ်ပြတော့မှသူတို့အနေနဲ့ဘယ်လိုမျိုးတွေစစ်ဖြစ်မလဲဆိုတာတော့ပေါ့နော်ဒီပေါ်ကရုံးကိုယ်တိုင်ကနေပြတော့မှဆုံးဖြတ်တော့မယ့်အနေထားတည်းကိုတွေ့ရပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ရေဘော်ရှန်လေးရနေပြီတော့မှရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နဲ့ဆက်သျှောက်မှာအခုဆိုရင် no fly ဆိုတမတ်တော့မယ်ဆိုတဲ့သတင်းကိုသတင်းကောင်းလေးပြောဆိုထားတာပဲဖြစ်ပါတယ်ဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတော့ကျွန်တော်စစ်ပြေမှာကြည့်လိုက်ရအောင်နော်ဒီနေ့နောက်ဆုံးသတင်းတစ်ခုမှာကျွန်တော်ရခိုင်နေဆက်ကိုပြပို့ထားတဲ့ဘသူမှမဖွင့်မဖောက်ရ73ကုဏ္ဏနာတွေအကြောင်းကျွန်တော်တရားပြမှာဖြစ်တယ်ဟုတ်ပြီဒီအချိန်လေးမှာအမေရိကန်စစ်သမောတွေနဲ့ပြီးတော့ကျွန်တော်တို့ဒါပယ်ထိန် ဂျုံတွေတက်ဆင်ထားတဲ့ဖြတ်သိမ်းမော့တွေဝင်းရင်မဲလို့လဲကျွန်တော်တို့ကြာတိထားရပါတယ်ဟုတ်ပြီအဲ့ဒီမှာဘာတွေပါလဲဆိုရင် cruiser စတဲ့ကျွန်တော်တို့စစ်သိမ်းမော့တွေအပြင် radar စနစ်တွေပြီးတော့ပူပေါင်းတိုက်ခတ်မှုထိ ंछ ုပ်ရေးစနစ်တွေနဲ့အမျိုးမျိုးသောမြေပြင်မှဝေဟင်းကိုတိုက်ခတ်နိုင်တဲ့ဒုံးကျည်တွေပေါက်ဆက်ပြီးတော့အကွာအဝေးတွေကနေပြီးတော့တိုက်ခိုက်လာတဲ့လေရင်သို့မဟုတ်ဒုံးကျည်တွေကိုဂျားဖြတ်ပစ်ချဖျက်ဆီးနိုင်တဲ့ကာဝယ်ရေးစနစ်ကိုပူပေါင်းလှုပ်ဆောင်ပွားမယ်လို့ကျွန်တော်တို့သိရှိထားရပါတယ် ဟုတ်ပြီလာပြီနော်လက်ရှိချိန်မှာရကတပ်တော်ကရခိုင်ပြည်နယ်ရဲ့65ရာခိုင်နှုတ်ကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တယ်ဒါကြောင့်လည်းပဲရေးပြီး ground အဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဆက်လက်တိုက်ခိုက်တဲ့စစ်စင်ရေးတွေမှာတော်လကောင်းပြီးတော့ရင်ကျွန်တော်တို့စစ်တွေကြောက်ပြူမန်အောင်လက်ကြံကျွန်ဖက်စစ်ခွေးတက်လက်ဆုပ်စာလောက်ပဲရှိတဲ့နေရာလူတွေကိုဝင်းရံပိတ်ဆို့ပြီးတော့လက်ရှိစီးမဟာပြူပါစီမံကိန်းတွေကိုအတီးပြူရေးဆွဲနေခြင်းဖြစ်ပါတယ် ဒါဆိုရင်တော့ကျွန်တော်နိုင်ငံတွင်းမှာပထမဦးဆုံး no fly zone ကိုအတည်ပြုဒါထုတ်ပြန်ကြေညာချက်ကိုလည်းကျွန်တော်တို့မကြာခင်မှာအကြောက်ရဖို့ရှိနေတယ်ဆိုတော့ဒီ no fly zone သတ်မှတ်ထားတဲ့ area တွေကိုဖြတ်တန်းဝင်ရောက်လာတဲ့မိတိလေရင်ဆိုပြစ်ချဖြက်စီးခံရမှာ ဖြစ်တယ်လို့ဂျုံကြည်စတဲ့လက်နဲ့ကြီးကြီးတွေပြစ်ခတ်ခြင်းလည်းပဲဂျားဖြတ်တိုက်ခိုက်တဲ့အစီအစဉ်တွေကိုစနစ်ကြရေးဆွဲထားပြီးဖြစ်တဲ့အကြောင်းကိုကျွန်တော်ရဲ့မိဘတွေကိုပထမဦးဆုံး လတ်လရဲ့ရက်မှာမင်္ဂလာသတင်းကိုကျွန်တော်ထုတ်ပေါ်ပြောဆိုခဲ့တာဖြစ်ပါတယ်ဟုတ်ပြီမင်္ဂလာ page မြန်မာနေဆက်ကျွန်တော်တို့ရခိုင်ပြည်နယ်ကိုလုံခြုံစွာပိတ်ထားတဲ့ container တွေထောက်ပံ့ရေးပစ္စည်းတွေစတင်တည်ယူပို့ဆောင်နေပါပြီဆိုတော့ဒီ container ပစ္စည်းတွေကိုမင်္ဂလာ page စစ်တပ်ကတော့မှစစ်ဆေးခွင့်လုံးဝဖွင့်ပြုထားပါဘူးဆိုတော့ကျွန်တော်အားလုံးကြားတဲ့အတိုင်းပဲဒီအမေရိကန်ကနေပြီးတော့မှမြန်မာဘင်္ဂလားဒေ့ရှ်ဘောနာရခိုင်နဲ့ နီးစားတဲ့နေရာတချို့တွေမှာသူတို့အနေနဲ့ကွန်တိန်နာတွေပြုံးမှဈေးပြင်ဆင်မှုတွေလှုပ်ဆောင်နေတယ်ဆိုတော့လည်းကျွန်တော်တွေ့တယ်ပြုံးမှကယ်ရစ်စကွန်စီရဲ့လင်းတွေဒါအဲ့ဒီဘက်ကိုရောက်လာမယ်ဆိုတော့တခါတည်းပြချခံမယ်ဆိုတဲ့တရင်မျိုးတွေကျွန်တော်ကြားနေရတာပဲဖြစ်ပါတယ်ကွန်တိန်နာတွေအဆိုတော့ကျွန်တော် AA နဲ့ရဟန်းပီသူတွေအတွက်ထောက်ပံ့မှုတွေလှုပ်ဆောင်ရမယ်ဆိုတဲ့တရင်တွေကိုလည်းကျွန်တော်အနေနဲ့အခုဆိုရင်တရှိရတာပြုံးမှဒါကကျွန်တော်တွေ့ပါနော်တော်လိုင်းအင်းမှာတကယ်ကိုထောက်ဖို့ဖြစ်စေမယ်လို့မျောလင်းရတာပဲဖြစ်ပါတယ်စကောင်စီနေနဲ့ကတော့တစ်ဖက်မှာတေယုတ်ရဲ့အကူအညီထောက်ပံ့မှုတွေနဲ့သူတို့တော်လိုက်တဲ့ပုံတွေပေါ်မှာ PPCC နဲ့သူတို့ဆုံရှုံထားတဲ့နေမျိုးတွေကိုပြန်လည်ရိုက်ဖို့စူးစမ်းနေတဲ့အချိန်မှာကျတို့အနေနဲ့ကတော့တော်လိုင်းတဖွဲ့တပေါင်းစုတစ်ခုအနေနဲ့တိစောက်ပြတော့မှာအမေရိကန်ကနေပြည်မှာကုညီတီဖြစ်စေမကုညီတီဖြစ်စေပြည်သူတရလုံးနဲ့သူအဆုံဆုံးဒီသွားမယ်ဆိုတော့ကျတို့တို့အကောင်းဆုံးဖြစ်မယ်ဆိုတော့လည်းပြောလို့ရတာဖြစ်ပါတယ်ဒီတဲ့ရင်နဲ့ပတ်သက်ပြီးတော့မှာကြီးစုနေကြတဲ့မိဘပြည်သူတွေကနေပြည်မှာလည်းကိုယ့်ရဲ့မြေလေးတွေကို ချိုင်းပေးခဲ့ကြဖို့ပြောရတဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေပပီသူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမှာခြင်းဖြစ်ဆုံးပြီးတော့မှတာယာရဲ့ချမ်းတဲ့ညချမ်းလေးပတ်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။